မင်္ဂလာဦးအိမ်တွဲတိန်တောင်းချီတန်းစံအကြီးရှာဖွေဝေယူနေပြီဖြစ်တဲ့မင်းသားဟင်းဝင်းရဲ့ မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်ကျောင်းရလေးကတော့မင်္ဂလာအုံမှာနေတိုင်းမဲ့အင်ကြီးတွေတိန်းတောင်းချီတန်းဆန်အင်ကြီးတွေလိုက်လံကြည့်ရှုရှာဖွေနေပြီဖြစ်တဲ့မင်းသားဟင်းဝီရန်ရဲ့ကျောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်လူပြိုကြီးမင်းသားဟင်းဝီရန်ကတော့ဒီနေ့မကုတ်ခင်မှာပဲမင်္ဂလာပွဲကိုကျင်းပသွားမှာဖြစ်တယ်လို့မိဘတွေကပါတီးပြုတ်ပေးခဲ့ပြီဖြစ်ပြီးမင်္ဂလာပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတာတွေကိုခက်ဆိတ်ဆိတ်မြင်တွေ့လာရပြီပဲဖြစ်ပါတယ်မင်းသားဟင်းဝီရန်သူနဲ့လက်ထက်မဲ့သူရဲ့သူတို့သမီးလေးကဘသူဆိုတာကိုတရားဝင်ထုတ်ပြောခြင်းမရှိသေးပေမယ့် ပြိသက်တွေနှစ်ပေါင်းများစွာသဘောတူလာပေးခဲ့သူမင်းသမီးလေးစုပြည်သစင်နဲ့ဖြစ်တယ်လို့ပြိသက်တွေခန့်မှန်းနေကြပါပြီ။မင်းသားဟင်းဝေရဲ့နဲ့မင်းသမီးစုပြည်သစင်တို့ဟာတွဲလာတာ၅နှစ်ကျော်ချိန်တည်းကိုရောက်လာခဲ့ပြီဖြစ်ပြီးမင်းသမီးစုပြည်သစင်ရဲ့မိဘတွေကပါ public ကိုတရားဝင်ထုတ်ပြောခွင့်မပေးသေးတဲ့အတွက်နှစ်ယောက်သားချစ်ကြိုက်တွင်းနေကြပြီဖြစ်ပါကြောင်းပြောလို့မရသေးတာလို့သိရပါတယ်။မင်းသမီးစွေဒစရဲ့မိဘတွေကမင်းသမီးစွေဒစရဲ့နားမှာအမျိုးရှိနေကြသူတွေဖြစ်တဲ့အတွက်တီးတန့်တွေးဆခွင့်လည်းမရှိပေပွဲတူတူတက်တာတွေရုပ်ရှင်တူတူရိုက်တဲ့အချိန်တွေမှာသာနှစ်ယောက်သားတွေးခွင့်ချစ်ခွင့်ချင်နာခွင့်ရကြတာဖြစ်ကြောင်းသူတို့နဲ့နှိဆက်တဲ့တိုင်းဝိုင်းကနေသတင်းစကားတွေထွက်ပေါ်လာခဲ့တာပါ။ဒီလိုချင်းတွေကနေသူတို့နှစ်ယောက်သားဟာ နှကိုတူပေါင်းစီနိုင်မဲ့လက်ထက်မဲ့ခြေနေတစ်ခုကိုတော့ရောက်လာခဲ့ကြပါပြီ။နှစ်ယောက်စလုံးမင်္ဂလာဝတ်ဆောင်အတွက်နာမည်ကြီးဒီဇိုင်နာနဲ့တေချာကိုတိုင်းယူနေတဲ့ပုံတွေထွက်ပေါ်လာခဲ့သလိုမင်းသားဟိဝင်ရရဲ့မိသားစုတွေနဲ့လည်းမင်းသမီးစွေတဲ့စင်မကြာခဏတွေ့ဆုံတဲ့ပုံတွေလည်းဇက်တိုက်ထွက်ပေါ်လာနေကြတာလည်းဖြစ်ပါတယ်။ င်နာဟိဝရံကတော့မင်္ဂလာဝဲတွေကြီးမားသောပြည်စီမှုကြီးဖြစ်တဲ့မင်္ဂလာဥဆိုင်ရေးကြီးကိုပါတင်းတောင်းချီတန်တဲ့ကရှာဖွေနေခဲ့ပြီပဲဖြစ်ပါတယ်။မင်္နာဟိဝရံကဒီအိမ်ကြီးကိုမင်္ဂလာဆောင်ပြီးချိန်မှာအိမ်ခွဲနေထိုင်ဖို့အတွက်ရှာဖွေနေခဲ့တာဖြစ်ပြီးတော့ခန္ဓာလာတဲ့မင်္ဂလာဥဆိုင်ရေးကြီးကိုရရှိနိုင်ဖို့တင်းမောင်းတောင်းချီဘာကျက်ထားကရှာဖွေနေခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာမင်္နာဟိဝရံအကြိုက်ရွေးချယ်ထားတဲ့အိမ်ကြီးဟာတော်တော်လေးကိုခန်းနာပြီးတော့လှပကြီးကြေတာကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်။မင်းသားဟင်းဝင်ရဲ့သူတို့သမီးလေးဖြစ်လာမယ်မင်းသမီးလေးဆွေပြေးတဲ့စေကတော့တကယ့် ကိုကန်ကောင်းတဲ့ကောင်မလေးပါပဲနော်။မင်းသားဟိဝေရဲ့နဲ့မင်းသမီးလေးစုပိသစင်တို့ရဲ့မင်္ဂလာပွဲကိုကိုလာပိုင်းနဲ့ဆယ်လာပိုင်းနဲ့မှကျင်းပသွားမှာဖြစ်တယ်လို့အမှုပညာလောကရဲကထွက်ရှိလာတဲ့သတင်းတွေအရသိရှိရတာပဲဖြစ်ပါရည်။မင်းသမီးစုပိသစင်လို့အကယ်ဒမီမင်းသမီးလေးဖြစ်တဲ့ပြင်ကိုပိုင်းဝင်ဝင်ကိုပိုင်းစီပွားရေးနဲ့တည်တည်စွာနေထိုင်နိုင်သူကိုဇနီးဖြစ်ရရှိသွားတဲ့မင်းသားဟိဝေရဲ့အလောကန်ကောင်းတယ်လို့ပရိသတ်တွေကပြောဆိုခဲ့ကြတာပဲဖြစ်ပါရည်။အချို့ရတဲ့မင်းသားဟိဝေရဲ့ဟာအစိုးရဝိုင်းစုခိုင်တဲ့ခိုးပြေမှုသူဖြစ်တဲ့အတွက်မင်းသမီးစုပိလို့နာမည်ပြက်ကင်းစင်နေတာမျိုးမဟုတ်ပဲ။နာမည်ပြက်မ ရှိသူဖြစ်တဲ့မင်းသမီးလေးစိုးပြိတ်ကိုနှမျောချတာတွေရှိနေရလဲဖြစ်ပါရယ်ဘလိုပဲဖြစ်ဖြစ်မင်းသားဟင်းဝင်းရန်ဟာဒီနေ့မကော်ခဲ့အိမ်နောက်ပြုမဲ့အကြောင်းသာတီးပြထားခဲ့တာဖြစ်ပြီးသူတို့သမီးကမြေသူမြေဝါဖြစ်တယ်ဆိုတာကိုတီးပြပြောကြားခြင်းမရှိသေးတဲ့အတွက်ဘလိုပဲသတင်းတွေထွက်နေပါစေသူတို့သမီးလေးမင်းသမီးစိုးပြိတ်တစဉ်ဖြစ်မလားဒါမှမဟုတ်အခြားသူဖြစ်မလားဆိုတာကတော့ပြည်သက်တွေသိချင်စိတ်နဲ့ဆက်လက်စောင့်မျှော်ရအောင်ပါပါပြည်သက်တို့ရောမင်းသားဟင်းဝင်းရန်ရှာဖွေထားတဲ့မင်္ဂလာဦးဆိုင်ကြီးကိုစနေတဲ့ရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်အဖိနောက်ဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတ cho Marie.